သမရာထရန်နဲ့တေယုတ်သမရာနဲ့တွေ့ကြတဲ့နေရာမှာသမရာထရန်ကတော့သူ့ဘက်ကအောင်ပွဲရတယ်လို့ပြောဆိုနေကြပြီးတေယုတ်နိုင်ငံကလည်းသူတို့ကဘာမှမလိုပါပဲတေယုတ်နိုင်ငံကပဲအောင်ပွဲရသွားတယ်လို့အပြန်အလှန်ပြောဆိုနေကြပါတယ်အဲ့တော့ ယာယီတစ်နှစ်တာသဘောတူစာချုပ်လည်းရသွားပြပြီဆိုပြီးတော့လည်းပြောဆိုနေကြပါတယ်အဲ့တော့ဒီဇလန်ကအလုံးသိတဲ့အတိုင်းအမေရိကန်သမ္မတထရန်ကစတာပါဒီရုပ်ကပြန်ကက်လိုက်တဲ့အခါမှာနောက်ဆုံးကြတော့သူပြန်ရှော့ပေးရပြီးဒုံရင်းဒုံရင်းပဲပြန်ဖြစ်သွားတယ် ဲ့ဒီအတွက်သူကသူ့ကိုသူနိုင်နေဆိုပြီးတော့သူပဲပြောနေပြီမယ်တရုတ်ဘက်ကကြည့်ရင်လေသူတို့နိုင်သွားတယ်ပေါ့သူတို့ကိုအမေရိကန်သမ္မတကလာဆန်းလို့မရဘူးဆိုတဲ့ပုံစံနဲ့သူတို့ဘက်ကနိုင်နေဆိုပြီးတော့တရုတ်ဘက်ကလည်းပြောဆိုနေကြပါတယ်အဲ့တော့ဘယ်သူပဲနှစ်ဖက်လုံးကဘယ်သူပဲနိုင်နေပြောပြောဒေကြာတစ်ခုကတော့တရုတ်နိုင်ငံကသူငယ်နှက်စားလို့အရင်တုန်းကဆံပြုတ်တော့တဲ့ဘဝလို့ နိုင်ကျင်းလို့မရတော့ဘူးဆိုတာကိုတရုတ်နိုင်ငံကပြန်လဲတုံ့ပြန်ထားတဲ့ပုံစံတွေ့ရပါတယ်။ဒီကမ္ဘာရဲ့စီးရဲတဲ့နိုင်ငံတော်များများနဲ့စီးပွားရေးကူးလင်းဆက်ဆံမှုတွေဒီစီးပွားရေးဆိုင်ရာစာချုပ်တွေချုပ်ဆိုပြီးတရုတ်နိုင်ငံဟာသူ့ရဲ့စီးပွားရေးအခွင့်အလမ်းတွေနဲ့အာဆီယံပါဝင်တခြားနိုင်ငံအမြောက်အများကိုနဲ့ဆက်ဆံထားတိုင်းနေဆိုတာကိုလည်းတွေ့ရှိရပြီးတော့အာဆီယံကိုယ်တိုင်ကတရုတ်နိုင်ငံနဲ့လွတ်လပ်စွာကုန်သွယ်စာချုပ် ဖာရှင်သူရီကိုစာချုပ်ချုပ်ချုပ်ဆိုလိုက်တာပါအဲ့တော့ဒီနိုင်ငံ ကိုဘ ਹੁ တီတဲ့စီးပွားရေးပုံစံမျိုးကဘာကြီးကဖြစ်လာနေတာကိုလည်းတွေ့ကိုတွေ့နေရပါတယ်အဲ့တော့အဲ့လိုအင်အားကြီးလာတဲ့တရုတ်နိုင်ငံက မြမအယူကိုဝင်ရောက်ဆွတ်ဖက်ဖို့ကြိုးစားလာတာ ဖြစ်တာဖြစ်တဲ့အတွက်ဒီတရုတ်နိုင်ငံကိုတပွဲချင်းတူတပွဲချင်းက ရင်ဆိုင်မဲ့စာ NUG လို့တနိုင်ငံလုံးကိုကိုစားပြုတဲ့အဖွဲ့တွေစုပေါင်းပြီးတော့အဖွဲ့တစ်ခုအနေနဲ့ကြီးကြီးလေးလေးခိုင်ခိုင်မာမာရည်ရွယ်ချက်ရှိရှိ တုံ့ပြန်မှသာလင်တရုတ်နိုင်ငံကိုကျွန်တော်တို့မဟာဗျူဟာမြောက်လုံမှသာလင်ကျွန်တော်တရုတ်နိုင်ငံနဲ့ဒီပွဲမှာကံနိုင်မှာဖြစ်ပါတယ်အခုတရုတ်နိုင်ငံနဲ့ကျွန်တော်တို့ကထိတ်တိုက် စားပွဲကြီးကစားရမယ်အနေထားမှာရှိပါတယ်အဲ့တော့တနင်္ဂနွေလုံးအတိုင်းတာနဲ့ကျွန်တော်တို့ကစူးစီးညီညွတ်စွာနဲ့သွားမှရပါတော့မယ်အခုလိုကိုကန့်လိုဝါလိုမျိုးတပွဲချင်းသွားတိုက်တယ်ပြီးတော့တရုတ်နဲ့လည်းတို့ကမကင်းဘူးတရုတ်နဲ့လည်းပတ်သက်နေတယ်တရုတ်ကဖိအားပေးတဲ့ခါမှာတရုတ်ကနိုင်ခွက်ကင်တာပေါ့နော် leverage လုပ်တဲ့ခါမှာအ short ပြန်ပေးရတဲ့ခါကျတော့ ဒါမျိုးအနေထားကိုဘယ်လိုရှောင်ရှားမလဲဆိုတဲ့ငကိုတဲကစူပောင်းဥဆောင်မှုနဲ့ခေါင်းဆောင်မှုနဲ့မဟာပြူဟာကြကြခစားကြမယ်ဆိုရင်ဒါအများကြီးအကျိုးရှိနိုင်တယ်ဆိုတာကိုကျွန်တော်တို့သင်ခန်းစာယူလို့ရပါလေအခုလို့ဒီတိုင်းသားနယ်ဆက်တွေပေါ့နော်နယ်ဆက်တွေတရုတ်နယ်ဆက်မှာရှိတဲ့တိုင်းသားများအနေနဲ့တဖွဲ့ချင်းအနေနဲ့တရုတ်နိုင်ငံရရှိတဲ့လက်နက်တွေတရုတ်နိုင်ငံရတဲ့အရင်းမြစ်တွေနဲ့ကစားလိုက်တဲ့အခါမှာ ်ရုပ်နိုင်ငံကိုကိုအသုံးချပြီးစစ်အာဏာရှင်ကိုဒုထောက်အောင်လုပ်ခါစစ်အာဏာရှင်ကိုသူထိန်းလို့ရပြီဆိုရင်ကိုကိုပြန်ကန်တဲ့သဘောမျိုးတွေ့နေရတာပါအဲ့တော့ကိုကလည်းသူ့ရဲ့ဒီချိန်ချောင်းမှုပေါ့နော် leverage လို့ခေါ်တယ်သူ့နိုင်ငံကိုပဲမှီခိုးပြီးတော့ကုသကုလူဆက်ဆံနေရတယ်ရိတ်ခါလက်နဲ့လမ်းကြောင်းနေရတယ်စစ်ကောင်စီကတော့သူ့နဲ့ ယတနာတက်ပြီးဆိုတာနဲ့စစ်ကောင်စီကသူလုံနေကြထုံးစံအတိုင်းဖျက်လေးပြက်လုပ်တာပါပဲအဲ့တော့ဒီအဲ့ဒီဒေတာကိုအစားတော့မပုတ်ဘူးရိတ်ခါမပုတ်ဘူးဒါတွေအားလုံးစစ်ကောင်စီကပိတ်ဆို့တဲ့အခါမှာတရုတ်နိုင်ငံရဲ့အာကူနဲ့ဒါတွေကိုစစ်ကောင်စီကို ပြန်လဲအာခံခဲ့ပြီးတခါအခုတရုတ်နိုင်ငံရဲ့အာကူနဲ့စစ်ကောင်စီကိုပြန်တိုက်တဲ့အခါမှာစစ်ကောင်စီကိုစစ်ကောင်စီကိုတရုတ်နိုင်ငံကလိုသလိုအသုံးချလို့ရတဲ့အခါမှာ ဲ့တော့စစ်ကောင်စီကိုတိုက်တာဟာတရုတ်နိုင်ငံကိုတိုက်တဲ့ပုံစံဖြစ်သွားပြီးတော့တရုတ်နိုင်ငံရဲ့ဖိအားပေါ့အဲ့တော့အဲ့လိုပုံစံနဲ့ဖြစ်သွားတဲ့အခါမှာတရုတ်ရဲ့ leverage ပေါ့နော်တရုတ်နိုင်ငံကိုမှီခိုအားကိုကြီးတဲ့ကိစ္စပေါ့အရင်ကတော့ဒီစစ်ကောင်စီရဲ့မတရားမှုတွေကိုဖက်ဒရယ်အရေးကို ရှေ့တန်းတင်ပြီးမိမိရဲ့တိုင်းသားဒေသတွေလွတ်မြောက်ဖို့အတွက်စူးစမ်းတာကိုတရုတ်နိုင်ငံကဒီတိုင်းသားတွေကိုမြှောက်ပေးပြီးစစ်ကောင်စီကိုထိန်းချုပ်ဖို့စူးစမ်းခဲ့တာသို့တော်လည်းစစ်ကောင်စီနဲ့ဒီတန်းရွှေတို့ဟာအဲ့ဒါကိုရုံထွက်ဖို့အတွက်အမေရိကန်သမ္မတအိုဘားမားနဲ့အာဆီယံရဲ့စူးစမ်းမှုကနေရုံထွက်သွားခဲ့တယ်အဲ့တော့အဲ့ဒီရုံထွက်မှုကတည်း ခင်ညွန့်ရဲ့ယုံထွက်မှုကနေစတာပေါ့အဲ့ဒီယုံထွက်မှုကနေပြီးတော့2010ရွေးကောက်ပွဲနဲ့သမိုင်းဝင်တဲ့2012 2015ရွေးကောက်ပွဲကြီးနဲ့အပြောင်းလဲတွေဖြစ်ခဲ့တယ်အဲ့တော့ဘန်းရွှေတို့ခြေနဲ့လက်နဲ့ရေးထားတာကိုမင်းအောင်လိုက်ကဒီအုပ်ကိုအာမကူခြင်းလို့တောင်ဆန်းစုကြည်ကိုဖမ်းပြကစားပြီးအနောက်နိုင်ငံနဲ့ ထွက်ခဲ့တာဒီနေရာမှာအာဆီယံရဲ့သဘောထားကိုရှင်းရှင်းကြီးတွေ့နေရတယ်အာဆီယံရဲ့ဘုရုံးကဒီလမ်းပြမြေပုံ အရာ engagement ဟာတရုတ်လက်အောက်ကနေပြီးတော့အမေရိကန်နဲ့အနောက်နိုင်ငံဒီမိုကရေစီလက်အောက်ကိုမြမအရေးကို အာဆီယံနိုင်ငံများကဲ့သို့တရားရင်ငုံဒီမိုကရေစီမဟုတ်ပဲနှစ်ပိုင်းတစ်ပိုင်းဒီမိုကရေစီမြန်မာနိုင်ငံအဖြစ် ပြောင်းလဲဖို့ကြိုးစားခဲ့တဲ့ဥပမာသန်းရွှေတောင်ဆန်းစုကြည်တို့ရဲ့၃ဘွင့်ဆိုင်အာဆီယံ၄ဘွင့်ဆိုင်အခင်းကျင်းကိုမင်းအောင်လိုင်ကလက်နဲ့ရေးတာကိုချင်းနဲ့ဖြတ်လိုက်တယ်။အဲ့တော့အဲ့လောက်အနေထားနဲ့လေဒီလိုနိုင်ငံကမကျင်းတတ်သေးဘူး။အချင်းတွေကိုစောက်ကြည့်ပြီးမင်းအောင်လိုင်တက်ရဲ့အရေးချင်းညံ့ဖျင်းမှုကြောင့်တနင်္ဂနွေလို့အတိုင်းအတာနဲ့ပုံကံမှုကို လဲအကွဲဖြစ်သွားအောင်ဖန်တီးပြလိုက်ဒီအဲ့တော့ PDF ဒီ NUG ဒီအင်အားရှိတယ်စိတ်ဓာတ်ရှိတယ်ဒါပေမဲ့ဤပညာနဲ့အတွေ့အကြုံလက်နဲ့အာမေနေသေးတယ်အဲ့ဒါကိုကိုကန်ဒီညီနောင်သုံးဖက်လို့ခေါ်တယ်ကိုကန်ပလောင်တို့ကိုအတုံးချပြီးတော့ ပီဒီအက်ဒီကိုပံ့ပိုးခိုင်းကမရောက်လိုက်ကိုကြောင်းမန်းကံမန်းသိအောင်ဆုံးပါလိုက်ဒီဒါကြောင့်မရောက်လိုက်ရဲ့တက်ကြီးဟာဘျူတူပြတာနဲ့အော်ဘွယ်ကောင်းလောက်အောင်တိုင်းရင်းတွေတခုပြီးတခုအသိခံရတယ်မြို့တွေတခုပြီးတခုအသိခံရတယ်နောက်ဆုံးတိုင်းစစ်ဌာနချုပ်တွေတက်မတွေပါအသိခံရအောင်မင်းအောင်လိုင်းကိုပညာပေးလိုက်တဲ့အခါမှာမင်းအောင်လိုင်းရဲ့ထပ်ပေါက်ဟာ ူတင်ကိုပြေးကတ်တယ်။ဘူတင်ကိုတိုင်ကလည်းအဲ့ဒီချိန်မှာယူကရိန်းစစ်ပွဲကြောင့်တရုတ်နိုင်ငံကိုအားကိုးနေရတဲ့အခါမှာဘူတင်ရဲ့ diversity diverse နဲ့တရုတ်နိုင်ငံရဲ့ရင်ခွင်တွေကိုတရုတ်ရဲ့စီမံကိန်းအရာအပြည့်အဝတရုတ်ရဲ့မဟာဗျူဟာတွေပေါ့နော်ထောင်ချောက်တွေကိုရုပ်နိုင်ငံရဲ့အကျွေးထောင်ချောက်ဒီမှာကျတော့တရုတ်နိုင်ငံရဲ့စစ်ရေးထောင်ချောက်နိုင်ငံရေးထောင်ချောက်တွေကိုမင်းအောင်လည်းလုံးဝရောက်ရှိသွားတယ် အဲရနေမှာတဆင်းတရုတ်သမ္မတကြီးကိုတိုင်နေပြတော်လာပြီးမရောက်နိုင်တဲ့လက်ဆွဲနှုတ်ဆက်ကဒါလို့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 ဆိုပြီးတော့နှစ်နှစ်ကြာတဲ့အခါမှာဒီနေ့ဒီနေ့သားကိုရောက်ရှိသွားတာမြန်မာနိုင်ငံကိုတရုတ်ဩဇာရရှိဖို့တွေ့တာအပီးတိုင်တို့တွင်ခံတာပဲ ဲ့ဒီစီမံချက်ထဲမှာကျွန်တော်တို့ຫນွေဥတော်လိုင်းရေးလေးတာဝန်ရှိတယ်။ပေးဦးနေစမှာရှိတယ်တိုင်းရင်းသားလက်နက်ကင်များတွေလည်းတာဝန်ရှိတယ်။အရေးကြီးဆုံးကတော့ဝါတာဝန်ရှိဆုံးမစားရတဲ့အမေသေးနဲ့ပဲဆိုသလို သူတို့သူတို့ရဲ့ဒီ community တပုံလေးတိုင်းရင်းသားကိုအကြောင်းပြပြီးမြမစစ်တပ်ကိုအညိုအတင်းနဲ့ရှိခဲ့တဲ့သူတို့ရဲ့မဟာရန်မျိုးကိုလက်စားချေတဲ့ပုံစံနဲ့မြန်မာနိုင်ငံကိုသူတို့အားကိုးနဲ့တရုတ်နိုင်ငံကို အားကိုးရတဲ့ဘဝဖြစ်အောင်တရုတ်တပည့်ဖြစ်အောင်စနစ်တကျရည်ရွယ်ချက်ရှိရှိ ထောင်ချောက်စင်ကလှုပ်ဆောင်ပေးလိုက်တယ်လို့ဖြစ်တယ်။မြေဥတော်လိုင်းရင်းနဲ့အတူပေါ်ပေါက်လာသောအမျိုးသားညီညွတ်ရေးအစိုးရနဲ့ PDF များကလည်းအာကိုမရှိတော့အာကိုရှာရတာပေါ့။အဲ့တော့အာကိုမရှိတော့အာကိုရှာရတာဖြစ်တာဖြစ်တဲ့အတွက်အဲ့ဒီတင်တဲ့အတိုင်းပဲ အာကိုမရှိတော့အာကိုရှာရတာဖြစ်တဲ့အတွက်ထင်းတဲ့အတိုင်းပဲဒီဒီတော်လိုက်စားတဲ့အခါမှာလိုအပ်တဲ့နီးပညာလိုတယ်လိုအပ်တဲ့လက်နက်ခံရလိုတယ်လိုအပ်တဲ့ငွေကြေးထောက်ပံ့နေလိုတယ် ဲလိုမျိုးငွေကြေးထောက်ပံ့တွေလက်နက်ခံရမ်းတွေကနေတဆင်လိုအပ်လာတာဖြစ်တဲ့အတွက်အဲ့ဒီလိုအပ်မှုကနေသူတို့ရှာဖွေတဲ့အခါမှာတရုတ်ဆင်ထားတဲ့ထောင်ချောက်ဆွဲကိုတမ်းမီဝင်သွားတာပဲ BGF ဒီဆင်ထားတဲ့ထောင်ချောက်ထဲကိုတမ်းဝင်သွားတာပဲ တောင်ပိုင်းမှာလေ BGF တွေကထောင်ချောက်ဆင်ထားတာတောင်ပိုင်းမှာလေ BGF တွေကထောင်ချောက်ဆင်ထားတာအဲ့ဒီထောင်ချောက်အတိုင်းပဲတောင်ပိုင်းကလက်နက်ကင်တွေအားလုံးလေဒီ BGF တွေကတဆင်ပဲလက်နက်အယောင်ဝယ်တွေလှုပ်လာကြတာဆိုနေကောင်းပဲပြည်မမှာရှိနေတဲ့တော်လိုင်းကြီးအားလုံးကလည်းလက်နက်လန်ချောင်းကတရုတ်ကနေတဆင် ကိုကန့်ကနေတဆင်းပလောင်ကနေတဆင်းဝါကနေတဆင်းပဲသွားတာအဲ့တော့အနေထားကဒီဒေါ်လာကြီးအဖွဲ့တွေကလည်းရွေးချယ်စရာမရှိဘူး။ဘာလို့လဲဒီဆရာနာရှင်ရဲ့ဒီခိုင်မြဲနေတယ်ဒီလက်နဲ့လက်နဲ့ လူရင်းအားကိုကျွန်တော်တို့ကရင်ဆိုင်ဖို့အတွက်ရရလမ်းကြောင်းတွေပေါ့ဖြစ်နိုင်ခြေရှိတဲ့လမ်းကြောင်းတွေကိုရှာဖွေရတာပဲအဲ့တော့အဲ့ဒီရှာဖွေမှုကနေကျွန်တော်တို့စူးစမ်းတာထိုက်တဲ့အောင်မြင်မှုရတယ်ထိုက်တဲ့အနေအထားတစ်ခုကိုရောက်တယ် ဒီနေရာမှာတရုတ်နိုင်ငံအနေနဲ့စဉ်းစားစရာနှစ်ချက်ပဲရှိတယ်။နှစ်ချက်တော့မဟုတ်တစ်ချက်ပဲရှိတယ်။ဒီတိုင်းပဲလှုပ်ပေးလိုက်ပြီးတော့မင်းအွန်လိုင်းတို့ကိုကြာဆုံးခိုင်းလိုက်မှာလား။ဒုစီမုံမင်းအွန်လိုင်းတို့ကို ဝင်ကယ်ပြီးတော့သူရဲ့တပည့်အဖြစ်တော်သွင်းမှာလားဆိုတဲ့ဆုံးဖြတ်ချက်ကိုတရုတ်ကနိုင်ငံရေးရာဆုံးဖြတ်ရတော့တာ။ပြောချင်တာက ဈေးပေါင်ကျိုးချိန်ဝင်ပြီးဈေးဝယ်တာပေါ့ဘိုင်းနာနေတဲ့အချိန်မှာဝယ်ဝယ်တဲ့ဒီဈေးဝယ်တယ်လို့ပေါ့အခုမြန်မာနိုင်ငံကဈေးပေါင်ကျိုးတဲ့အချိန်ဘိုင်းနာနေတဲ့အချိန်ဖြစ်တာဖြစ်တဲ့အတွက်မင်းအွန်လိုင်းလို့ဘက်ကလည်းမရှူနိုင်မကဲနိုင် တိုင်းသားတွေများဘက်ကလည်းမရှူနိုင်မကဲနိုင်တော်လိုင်းကြီးဘက်ကလည်းမရှူနိုင်မကဲနိုင်အနေထားကိုရောက်သွားတာဒီနေရာမှာအနောက်နိုင်ငံများနဲ့ အိန္ဒိယချင်းတခြားအာဆီယံနိုင်ငံများကပွဲထိုင်ကြည့်နေတာအိန္ဒိယအပါအဝင်အဲ့တော့ဒီပဋိပက္ခကိုရရလမ်းကြောင်းဟာနီးပညာအရာကိုလက်နဲ့အရာရောကြည်စံရရောဒါတွေအားလုံးဒီကုန်ချမ်းအရာရောတရုတ်ပြည်ရပဲလာတာထိုင်းနိုင်ငံဒီနေ့အဲ့ဒီပဋိပက္ခထဲမှာမပါကျင်တာဖြစ်တဲ့အတွက် မြန်မာနိုင်ငံကိုတင်ပို့နေတဲ့ပစ္စည်းတော်တော်များများကိုထိန်းချုပ်မှုတွေကန့်သတ်မှုတွေလုပ်ထားတယ်။အိန္ဒိယကလည်းအဲ့ဒါတွေအားလုံးကိုသိချပိတ်ဆို့ထားတယ်။အဲ့တော့မြေပုံရစဉ်းစားရင်မြန်မာနိုင်ငံမှာဖြစ်နေတဲ့ဒီပဋိပက္ခအားလုံးနေသူတို့ဝါတိုက်နေတဲ့များအားလုံးနေသူတို့ဝါဖြစ်နေတဲ့အရာအားလုံးကိုလက်နဲ့ရောင်းချပေးနေတာအဲ့ကနေနောက်ဆုံးကနေကိုကြိုးရှာနေတာကတရုတ်နိုင်ငံနဲ့ BGF တွေဖြစ်တယ်။ BGF ကလည်းတရုတ် လုပ်ငန်းရှင်တရုတ်တရုတ်နိုင်ငံကတရုတ်နိုင်ငံသားစီးပွားရေးသမားရာဇဝတ်သားတွေပဲဖြစ်တယ်အဲ့တော့ဒီလက်နက်လမ်းကြောင်းပေါ့နော်ဒီလက်နက်မှောင်ခိုလမ်းကြောင်းပေါ့အဲ့တော့ဒီလက်နက်မှောင်ခိုလမ်းကြောင်းကနေပြီးတော့မြန်မာနိုင်ငံမှာလိုအပ်ချက် တိုက်ပွဲပြင်းထန်လာလေမြို့သိမ်းတိုက်ပွဲတွေများလေ အဒီပခပူပြီးတော့တနိုင်ငံလုံးကိုကျေပြန့်သွားလေဒီတိုက်ပွဲဟာ လူအချက်တွေအများများလာတယ်အဲ့တော့ကျွန်တော်တို့လူတဲ့အချိန်ကြာမှာတိကင်းနဲ့ဖြတ်ရှားလိုက်တာပြောချင်တာကဇက်ကျိုးဆွဲသလိုအချိန်တပ်လိုက်တာမြို့တော်လိုက်အထွတ်ထိပ်ကိုရောက်တဲ့အချိန်မြောင်းလိုင်းတို့ကြဆုံမှုလက်တကန်းအလိုမှာတရုတ်က တစ်နေဆိုပြီးပွဲကိုရက်ချလိုက်တာဒီဘက်ကိုလည်းပိတ်ဆို့ဖျားပေးမင်းအောင်လိုင်းတို့ကိုလည်းဆွဲစီဒီဦးဂျားတွေကနေအဲ့ဒီရလက်ကမင်းကတောင်းပလောင်ကြီးညာတဲ့ကုမင်းမျိုးမှာပြုတ်လို့တယ်တရုတ်ကိုယ်စလဲကြီးနေစစ်တပ်နဲ့တောင်းပလောင်တို့ရဲ့အပြစ်ခက်ရက်စေးကြီးရလက်ကိုထွက်လာ အလွန်အမတန်ရင်နာဖို့ကောင်းတယ်အပြစ်ခက်ရဲစီလှုပ်ချင်မှာတော့ဘာကြောက်စားတိုက်နေကြသေးလဲဘာကြောက်ຫນွေဦးတော်လိုင်းကြီးကိုဒီအရှင်ကူထိရောက်အောင်တော့ပူနေကြတာလေအဲ့တော့ဒီမနက်ရဲ့ပฏิပခါကိုဘေးလူတယောက်နေနေစဉ်းစားမယ်ဆိုပါစို့ ေးပါဝန်ကျင်နိုင်ငံများကမ္ဘာနိုင်ငံများကုလသမဂ္ဂနိုင်ငံများအနေနဲ့စဉ်းစားမယ်ဆိုရင်မြန်မာနိုင်ငံမှာဒီစစ်ပွဲတွေအကုန်လုံးရပ်ဖို့ဒီတိုက်ပွဲတွေအကုန်လုံးရပ်ဖို့ဒုတိယမဟုတ်မြန်မာနိုင်ငံမှာဖြစ်နေတဲ့ဒီစစ်ရှိန်ဒီအားလုံးကိုတန့်သွားဖို့လုံနိုင်တဲ့အချက်ကမြများဆဆမရှိပါဘူးနှစ်ချက်သုံးချက်ပဲရှိတာပါ မြန်မာနိုင်ငံတည်းကိုဝင်နေတဲ့ငွေကြေးတွေအားလုံးကိုတားဆီးခြင်းမြန်မာနိုင်ငံတည်းကိုဝင်နေတဲ့လက်နက်များအားလုံးစီးဆင်းနေတဲ့လက်နက်များကိုတားဆီးခြင်းလှုပ်လိုက်တာ ਨੇ စစ်ပွဲတွေရပ်တန့်သွားမှာပါကြောက်လေမြန်မာနိုင်ငံတည်းကိုစီးဆင်းနေတဲ့လက်နက်များဟာကျွန်တော်တို့လိုတော်လှန်ပြည်သူ များဘက်ကပဲအသုံးပြုနေတာမရောက်နိုင်ဘက်ကတော့ သူတို့ကိုယ်တိုင်စက်ယုံနေရှိတယ်သူတို့ကိုယ်တိုင်နိုင်ငံခြားကနေတရားဝင်ကုံသွေလို့ရနေတယ်ပါဝါရှိတယ် trade တွေလုပ်လို့ရနေတယ်ပြောချင်တာကနိုင်ငံတကာကနေပြီးတော့လက်နက်တွေလက်နက်ပိတ်ဆို့ရေးကိုကုလသမဂ္ဂကအမိတ်မချနိုင်ပြီမဲ့လေဘယ်နောက်နိုင်ငံမှကတော့မြန်မာနိုင်ငံနဲ့လက်နက်တွေရောင်းဝယ်မလုပ်ဘူးတို့တော့အင်အားကြီးလက်နက်တွေမဟုတ်ပဲအင်အားသေးလက်နက်ငယ်တွေကိုတော့ သူတို့ဒီတခြားနိုင်ငံတွေနဲ့ကုန်သွယ်လို့ရတယ်ဥပမာလည်းနဲ့ထုတ်လုပ်ဖို့လိုအပ်တဲ့ကုန်ချမ်းတွေကိုအီရန်ကသွားလောက်အောင်မြောက်ကိုရီးယားသွားလောက်အောင်တစ်ဖက်လင်းနေပေါ့နောက်မို့အခုဆိုရင်အခုဆိုဘေလာရုဆိုနိုင်ငံတဲ့ရုရှားလိုနိုင်ငံတရုတ်လိုနိုင်ငံအဲကနေတည်းမှမှတစ်ဖက်လင်းနေတခြားပစ္စည်းတွေကိုလည်းအစ္စရေးလိုနိုင်ငံတချို့ဥရောပလိုနိုင်ငံများကနေတဆင့်သူတို့လှည့်ပတ်ပြီးတော့နီးမျိုးစုံအာဆီယံကနေတဆင့်သူတို့တင်သွင်းလို့ရတယ်အဲ့တော့မြန်မာနိုင်ငံကိုစီးဆင်းနေတဲ့ မြန်မာနိုင်ငံပေါ့မြေပုံတဲပေါ့မြန်မာနိုင်ငံနယ်စပ်ကိုစီးစဉ်လက်နဲ့လက်တက်မောင်းကို flow ကိုတားလိုက်တာဒါနဲ့သေးကြတယ်မင်းအောင်လိုင်ကတော့အသာရသွားမင်းဒီဘက်ကတော်လန်ပြည်သူများဘက်ကလက်နဲ့ပြတ်သွားမင်းအဲ့တော့လက်နဲ့ပြတ်သွားတော့မတိုက်နိုင်တော့ဘူးမတိုက်နိုင်တော့ဘူးဆိုမင်းအောင်လိုင်ကတစ်ဖက်သက်အနိုင်ရမင်းပြီးတော့စစ်ပွဲတွေပြီးဆုံးသွားမင်းမြန်မာနိုင်ငံမှာဒီတွေ့တဲ့တန်မှုတွေချုပ်ငိမ့်သွားမယ်ဆိုတဲ့စဉ်းစားပုံတွေ စဉ်းစားနေကြတဲ့နိုင်ငံတွေလည်းရှိတယ်။အဲ့ဒါကိုအားပေးတဲ့နိုင်ငံလည်းရှိတယ်။အထူးသဖြင့်အာဆီယံပေါ့။အဲ့တော့အဲ့ဒီလက်နက်လာတဲ့လမ်းကြောင်းကိုဖွင့်ထားပါသားလင်းကျွန်တော်တို့ဘဝကအဲ့ဒီလက်နက်လာတဲ့လမ်းကြောင်းကိုမှီခိုနေမှသားလင်းမှီခိုနေရတာပေါ့။ဘာကြောင့်လဲ။အဲ့ဒါကိုမှီခိုဖို့အတွက်ဝါကတရုတ်တရုတ်ကို ဆရာတင်ပြီးသူ့ပြည်နယ်မှာကိုလက်နဲ့ထုတ်လုပ်နိုင်တဲ့အဆင့်မရောက်နိုင်လို့ဘုံလာမကျဲအောင်အကာအကွယ်ယူပြီးအင်အားထူထောင်နိုင်တဲ့အဆင့်ကိုသွားတာတောင်ပလောင်တို့ကလည်းအဲ့ဒီအဆင့်ကိုဦးတက်လှမ်းဖို့တွေ့ခြေလှမ်းပြင်နေတာဒါဆိုရင်ကျွန်တော်တို့ຫນွေဦးတော်လိုင်းကြီးကိုလုံနေကြတဲ့ NUG ပါဝင် PDF များအတွက်ကတော့အဲ့ဒီလမ်းကြောင်းတွေအားလုံးပိတ်ဆို့သွားမှာငကိုတွေကကျွန်တော်တို့ကပြေမထဲမှာရှိနေတယ်ကျွန်တော်တို့ကငကိုတွေက ဒီမထဲမှာရှိနေတာဖြစ်တယ်လက်နဲ့တင်ဖို့လမ်းကြောင်းကအလွန်အမတန်ခက်ခဲတယ်အဲ့ဒါကြောင့်လက်နဲ့မကူမားကတ်ကြီးပေါ်လာပြီးတော့လက်နဲ့တလက်ကို3300 3400 3000တိဖြစ်ကုန်ကြတာအဲ့တော့မြန်မာနိုင်ငံမှာရှိတဲ့တကဘာလုံးရဲ့ပြည်သူရဲ့ပတ်စံတွေပြည်တွင်းမှာရှိတဲ့ပြည်သူရဲ့ပတ်စံတွေကျွန်တော်တို့အားလုံးရဲ့ပံ့ပိုးထားတဲ့ပတ်စံတွေအားလုံးဒီအဲ့ဒီလက်နဲ့မှောင်ခူတွေဒီကိုအကုန်ရောက်သွားတာကျွန်တော်တို့အိတ်ကတ်ထဲရဲ့ပတ်စံတွေအားလုံးဒီအဲ့ဒီလက်နဲ့သမားတွေစီအကုန်ရောက်ကုန်ကြတာ အဲ့ဒီလက်နက်တွေအားလုံးကလည်းအကုန်လုံးပြက်လိုက်ကြတယ်ခိုက်လိုက်ကြတာဖြစ်တဲ့အတွက်အကုန်လုံးမရှိတော့ဘူးအကုန်လုံးမိရှို့ပြီးသားဖြစ်သွားပြီအကြီးစံအခုတနတ်တွေပဲကြံခဲ့တယ်ကြီးစံတွေလည်းအကုန်မိရှို့ပြီးသားဖြစ်သွားပြီရလက်ကဘာဖြစ်လဲကျွန်တော်တို့ဘက်ကနေမြေတွေရတယ်မြောက်လည်းဘက်ကဆစ်ရှုံးတာတွေရှိတယ်ကျွန်တော်တို့နှုတ်နှစ်ဖက်တွေအသက်တွေသေဆုံးမှုတွေရှိတယ်အဲ့တော့သူတို့စဉ်းစားပုံနဲ့ဒီတရုတ်နဲ့ဒီနိုင်ငံတွေကစဉ်းစားပုံကား ကျွန်တော်တို့ຫນွေဦးတော်လှန်ရေးကို အားပေးဖို့ဒုတိမဟုတ်အနိုင်ရဖို့ဒုတိမဟုတ်မြန်မာနိုင်ငံရဲ့ပဋိပက္ခကိုမီးလောင်ရာလေပင်လုပ်ဖို့ဆိုရင်မြန်မာနိုင်ငံဝင်နေတဲ့လက်နက်လမ်းကြောင်းကိုတို့ကဟပေးဖို့ပဲရှိတယ်လက်နက်တွေများများစီးဝင်လာအောင်တနည်းတဖုံနဲ့ဖန်တီးပေးဖို့ပဲရှိတယ်ကြောရှင်နိုင်ကကျွန်တော်တို့တော်လှန်ပြည်သူများအ धिक လိုအပ်နေတာကငွေကြေးလက်နက်ပဲကြောရှင်နိုင်ကလက်နက်တွေပစ္စည်းတွေနီးပညာတွေ drone တွေပေါ့နော် ဒါတွေပဲအဲ့တော့အဲ့ဓာတွေအားလုံးကိုလာနိုင်တဲ့လမ်းကြောင်းမှန်သမျှကိုတားဆီးနိုင်နေဆိုရင်ပြောချင်တာကအဲ့ဓာတွေလာတဲ့မြလမ်းလမ်းကြောင်းအားလုံးဒီနေဆက်မှာပဲရှိတာအဲ့တော့အဲ့ဒီနေဆက်မှာကနေဆက်ကိုစစ်တပ်နဲ့တရုတ်တို့ကထိန်းချုပ်ထားနိုင်လိုက်ရင်ပြည်တွင်းမှာရှိတဲ့ကျွန်တော်တို့ဒီဖြက်လေးပြက်အနေနဲ့လက်နဲ့မရတော့ဘူးဆိုရင်အချိန်အတိုင်းတာတစ်ခုရောက်လာတာနဲ့ကျွန်တော်တို့ဒီတဖြည်းဖြည်းနဲ့ခြေပုံးခံရတော့မှာ အဲ့တော့ new dollar ရေးကိုဥဆောင်တဲ့ NUG နဲ့တိုင်းသားကောင်းဆောင်များရဲ့စဉ်းစားရမယ့်လမ်းကြောင်းတွေဒီလမ်းကြောင်းကိုဖွင့်တာမှာဒီလမ်းကြောင်းကိုဘယ်လိုဖွင့်ပါလဲပြောချင်တာကကိုယ့်ကိုဂျောင်းပိတ်ရိုက်တော့မယ့်ဒီအနေထားကိုဘယ်လိုရှောင်လွှဲမလဲဒါကအလွန်အမတန်အရေးကြီးတဲ့အနေထားဖြစ်တယ်အဲ့တော့သူလက်နဲ့ကိုကိုယ်လက်နဲ့ဖြစ်အောင် လုပ်မယ်ဒါကတဏီပေါ့အခုကျွန်တော်တို့ဝင်လုံးနေတယ်เนาะစစ်ကောင်စီရဲ့ စစ်သားတွေကိုတပ်စခန်းတွေဝင်သိမ်းတယ်သူတို့လက်နက်ကိုကုလနဲ့ဖြစ်တယ်နောက်တစ်ချက်ကသူ့ရဲ့ဒီလက်နက်စက်ရုံတွေကိုကိုဝင်စီးမယ်ကိုစက်ရုံ ဖြစ်အောင်လုပ်မယ်သူကိုယ်တိုင်လည်းလက်နက်မရအောင်လုပ်မယ်ဒီနှစ်နည်းနဲ့သွားတာပေါ့အဲ့တော့လက်နက်ကိုပြေပလမ်းကြောင်းကိုပိတ်ဆို့လိုက်ရင်ကျွန်တော်တို့ကပြေတွင်းလမ်းကြောင်းကနေပြီးတော့စစ်ကောင်စီလက်ထက်မှာရှိတဲ့လက်နက်ကိုကိုလက်နက်ဖြစ်အောင်လုပ်ကိုလုပ်ရတော့မှာဒီတနည်းပဲရှိတယ်စစ်ကောင်စီရဲ့စခန်းတွေစစ်ကောင်စီရဲ့လက်နက်စက်ရုံတွေဝင်စီးမရမှာ နောက်ဆုံးစစ်ကောင်စီရဲ့ဘန်းဒီစစ်ကောင်စီရဲ့ငွေကြေးထုတ်လုပ်တဲ့ဝါစီကအစဝင်းစီမှသူ့ပတ်စံကိုကိုယ်ပတ်စံဖြစ်အောင်လုပ်ရတော့မှာဒါမျိုးကြီးကိုစီးရီးယားမှာအသုံးသွားတယ်